အားလုံးပဲမိလာညာချမ်းလေးပါရှင်။ကျမတို့ရဲ့ Ghost Story Channel မှာပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ပရိသတ်များနာဆင်နိုင်ဖို့အတွက်စာရေးစရာပီပီမန်လေးရေးတာထားတဲ့လက်ပြကြီးဆိုတဲ့ဆန်းလေးပဲဖြစ်ပါရစေ။တိတ်ဆိတ်တော်ညာလေးမန်လေးမျိုးမြို့တဲ့တကူရဲ့လူနေကျဲပါသောရက်ွက်တကူနိုင်ဖြစ်နေတဲ့ရက်ွက်လေးထဲရှိပေ40ပေ60ခြံဝင်းများတဲ့မှာတခုတော်ခြံတွင်ကပြန်တောင်းအင်လီဝဲ ကလေးတယောက်ရဲ့ကြောင်လန့်တကြားအုံငုံလိုက်တန်အားဆူရှာစွာထပ်ပေါ်လာပါရယ်။ဟာကြောက်တယ်ကြောက်တယ်မမေဖေဖေအလဲကောင်ကြီးအုံငုံတန်ကြောင့်ကိုကျော်စင်နဲ့မမမတို့လက်များနှစ်ယောက်လုံးအိယာကောက်ဝန်းခနဲထား၍အခန်းအပြင်သို့ပြေးထွက်လာကြတယ်။အဲကန်ဟုဆိုရမယ်။အင်ခန်းရှိရာ ရေခဲတက်တာအနီးကျန်းပြန့်တွင် အလက်ကောင်အေချူကိုထိုင်လျက်တာငိုနေတီကိုမြင်တွေ့လိုက်ကြတယ်။မမမြကကလေးကို ပြေးပွေလိုက်ပြီးကလေးဘာဖြစ်တာလဲဘာဖြစ်တာလဲဟိုဆိုရင်တကြီးမေးမြန်းလိုက်တယ်။ကိုကျော်စင်ကအကန်တစ်ခုလုံးကိုအကဲခတ်တယ်တိုင်ကက်နိုင်ကည10နာရီမိနစ်20တို့ညွန်ပြနေတယ်။လမ်းမဖဲမျက်နှာမူထားသောပရင်တကာတစ်ချက်တွေပွင့်လျော်ရှိနေပြီး အပြင်ကလေတိုက်ခတ်မှုကြောင့်ခန်းစည်းအစတီ လေးမှာတပြန်ပြန်လွင့်နေတယ်။ဒါပြင်ပုတ်ပုတ်ပုတ်တကားကြက်မှလေးလေးတိုက်တိုင်းအင်းရဲ့အပြန်နဲ့ရဲနဲ့ထိကက်ကတပုတ်ပုတ်မြင်နေတယ်။အလက်ကောင်ဟုသူတို့လင်မယားကအလွဲတကူခေါ်ဆိုတော့ခုနှစ်နှစ်အရွယ်မောင်အေးချိုလေးသည်မောင်မြတ်မြအီမိကွန်းကိုမပြေနိုင်သည်ပဲပွင့်လက်သာရှိသောပရင်တကားဝါကိုပါစပ်ဟောင်းလောင်းဖြင့်လက်ညှိုးထိုးပြနေတယ်။အေးချိုလေးသည်ထိလန့်ခြင်း အော်တော်လုံးနေခြင်းစသောခံစားမှုများရောပွင့်ကပတ္တလူနေဟန်သူတွေကိုကျော်စင်ပတင်ဝါတို့သွား၍အပြင်ဖက်သို့ကြည်လိုက်တယ်။ပတင်ဖက်၌လည်းသူချသောပုံရိပ်ကို ရှာမတွေ့ပိမ့်ပိမ့်မောင်းနေတယ်။အပြင်၌ဘာမှမရှိကြောင်းမမျက်မျှဖက်သို့လှိတ်ကောင်းခေါင်းခိုင်ရန်ပြလိုက်တယ်။ဒါလည်းမောင်ရီချူအားအပြင်မှာဘာမှမရှိပါဘူးသားရဲ့သူတို့နှစ်သိပ်ပြောဆိုလိုက်ပြီးကိုကျော်စင်ကပတင်တကားကိုပိတ်၍ ကလန့်ထိုးလိုက်လေတဲ့မမမမဤရင်ခွင်ထဲမှာရချိုလေးကတရှုံရှုံငိုရင်သူမြင်ခဲ့ရတာကိုရှေ့ချောင်းမြန်ချောင်းအတင်းညင်းဆိုနေတယ်။ရှိတယ်ရှိပါတယ်။အနာလေးမှာခုနကမြင်လိုက်ပါတယ်ဆိုနေ။အေးချိုလေးရဲ့စကားကြောင့်မမမရောကိုကျော်စင်ပါကြောချမ်းသားကြတယ်။စက်တီးထသွားကြတယ်။ဂရီကဘောင်ညင်ရရှိပါသည်ဟုအကြမကြပြောဆိုနေမှသူတို့လင်မယားမတိကြချင်းသူတို့လူကြီးနှုတ်ရဲ့မျက်လုံးများကား အချို့လက်ညိုထိုးပြရာပရင်ဝစီတို့သာမရေတရေကြည့်မြင်လိုက်ကြတယ်။ပရင်ပေါ့တွင်ခန်းစည်လိုက်ကစားအပြာရောင်လေးကတကားပိတ်ထားပြီးမဲတကားကြာကားလေးကြောင့်တလွင်လဲပရင်တကားမန်ရဲ့အပြင်မှာအမတို့သည်တိတ်တိတ်တဲတဲမောင်လျာရှိနေတယ်။ကိုကျော်စင်ကတောင်မြေနေရအနီတို့ရှောက်လာလိုက်ပြီးတောက်ဘောင်းမျက်နှာလေးပြီးတော့ညာဖက်ကြီးအကန်တဲဘာလာလောက်တာလေး တားရွေစားလို့ရေတောက်ဖို့စင်းလာတာတားရီကတက်တာဖွင့်နေတော့ပြုံးခနဲ့အဲ့ဒီပရင်ပေါက်ကြီးအောင်ဖွင့်သွားလို့လဲကြည့်လိုက်တော့အစ်ချိုလီယာပရင်ပေါက်ကမကြည့်ရတဲ့လူဖြစ်ကြောင်ရွံ့စွာမောင်မြတ်မြတ်ရင်ခွင်တဲတိုးဝင်ရင်ခေါင်းဆုပ်ဖွာခြင်းနဲ့မျက်နှာဖွေဖွေကြည့်ရတောက်ဆိုင်ကြည့်နေတော့မေမေတို့ရောင်းလာမှပဲအဲ့ဒီခေါင်းဆုပ်ဖွာကြီးအောင်ပျောက်သွားတာကလေးကိုပွေဖက်ထားတော့မောင်မြတ်မြတ်ကကိုကျော်စင်အားရှင့်ကျမမပြောဘူးလား ဟူသောအမွေရာချက်ဝင်တဲ့မျက်လုံးများဖြင့်ကြည့်ကမင်းကိုဆက်ပြရဲကိုကျော်စင်ကကလေးကိုအရင်သွားပြီးချော်တိတ်ရန်မျက်နှာရိပ်မျက်နှာကဲပြလိုက်ရင်းမြမြကလေးကိုသူခံခေါ်သွားပြီးချော်တိတ်လိုက်နော်အကိုအပြင်ဖက်ကိုစင်းကြည့်အောင်မေးမမြမြလေးအီချူလေးကိုရင်ခွေထဲထွေးပွေသွားရဲကိုကျော်စင်ကအင်တကားမကိုဖွင့်ပြီးချန်တေးကိုစင်းကြည့်ရဲအပြင်ဖက်တွင်ထိုးချသောလက္ခဏာတစ်ခုမှ မတွေ့မြင်ရချင်း ဤနတဲ့ပြန်တော်အင်းလေးတွင်အပေါ်ချက်ကအခန်း၌တမင်ကြီးစုတတ်နေအလက်ကောင်တလည်းဤချိုလီတို့ကအခန်းတခန်းတင်၌မောင်နှမနှစ်ယောက်တို့အိတ်ကြဲအောက်ထက်ကအိတ်ခန်းတွင်ကိုကျော်စင်တို့လင်များနဲ့အတူအငယ်ဆုံးတမင်ငယ်လေးနှစ်အရွယ်ဤတတ်တို့အတူတူအိတ်ကြဲကိုကျော်စင်နဲ့မမများတို့လင်များတွင်တာတမင်၃ယောက်ရှိကြဲကိုကျော်စင်တို့ဤအင်းလီကိုပြောင်းလာကြသည်မှာသလမပြည့်သေးပေ ကိုကျော်စင်တီစာပုံနှိပ်တိုက်တစ်ခုတွင်အလုံးလုံးတဲ့ပုံနှိပ်တိုက်တထေရာသူ့ဝဲထားသောဤအိမ်လေး၌အစအနေတဘောဖြင့်ကိုကျော်စင်တို့မိသားစုကိုနေထိုင်စေခြင်းဖြစ်တဲ့အိမ်လေးတဲ့၌ပရိဘောကရေမီအပြည့်စုံပါရှိသည်ဖြင့်ကိုကျော်စင်ကတထေအားအလွန်ပင်ကျေးဇူးတင်နေမိတယ်။သို့တော့ဤအိမ်လေးရဲ့ရှားစွင့်ကိုကိုကျော်စင်တို့လူများက ကကနနာမတိချင်း မနက်မိုးလင်းတာနဲ့ကိုကျော်စင်ကပုံနေတိုင်းရှိရာမြို့လေတို့စိုင်းကင်နဲ့ထွက်သွားစမြဲအလုတ်သိန်းချိန်ညနေ9နာရီဆိုပေမဲ့ကိုကျော်စင်ကတတိယလူရုံမန်နေဂျာတဘောဖြစ်နေတဲ့ဖြင့်ညနေ6နာရီကျော်ခဏကြီးမှသာအင်ကိုပြန်လာလေးရှိတတ်တယ်။တခါတည်းရန်အလုတ်ကအလွန်အေးကြီးလင်းညနေမှပြန်လာတတ်တယ်။တနေ့ကအောင်အိမ်မှာအမြဲရှိတတ်သူဟာမမျက်မျက်ဖြစ်တယ်။မမျက်မျက်ကနေဖက်များတွင်ဈေးအထည်ဝက်များယူရေးချုပ်တယ်။ အကြီးမားပြတ်သူ၁၂နှစ်အရွယ်စုတက်ကအမေအားကူညီရဲထို့ကြောင့်မမမြဒီတနေ့ဆက်ချုပ်ခါ၈000နဲ့တောင်အကြာ ပုံမှန်ဝင်ွေရှိအလက်ကောင်ကိုတိတ်ခဲ့ပြီးမမမြဒီအောက်ထက်ကသမတူဤအခန်းကိုပြန်ရောက်လာရဲမမမြကခင်ပွန်တဲ့ကိုကျော်စင်အောင်အခုကျမပြောပါရယ်အကူကကျမစကားမမယုံတော့မယုံတာတော့မဟုတ်ပါဘူးမမြရဲ့တတိကြတိုင်းအကိုတို့တမျိုးထင်လွဲပြီးနှင်းချမှာစိုးလို့ပါ တတိယဒီလိုကိစ္စတွေအယုံကြည်ရှိတာမဟုတ်ဘူးပြီးတော့မြမြပဲစဉ်းစားအကိုရမီသားစုအပြင်မှာအင်္ဂါနေရမယ်ဆိုရင်အနည်းဆုံးနှစ်ဝက်စာစပေါ်တင်ရမှာမဟုတ်လားကလေးတွေအကြောင်းစင်းရလည်းရှိသေးတယ်တင်လေးကလည်းရှိချင်ဒီမှာ အကိုရမီသားစုအတွက်အဆင်ပြေနေရကြမမြမြကနားလေဟန်ဖြစ်အကိုပြောတာကျမသဘောပေါက်နားလေပါတယ်ဒါပေမဲ့ဒီအိမ်မှာတရေတစ်စိမ်များရှိနေမလားမသိဘူးကိုကျမကလေးတွေအတွက်စိတ်ပူလို့ပြောနေရပါ ကိုကျော်စင်ဟုခနဲ့တပြန်လေးလံစွာချလိုက်တယ်။မမမြများပြောတာကိုလေသူအလေးထားပါရဲ့။မိမိရင်တွေလေးများဒုက္ခပြရမယ်အကျိုးဆက်ကိုတော့သူလည်းမလိုလားပဲ။မမမြများကဤအိမ်ရဲ့ထူးခြားချက်ကို ကိုယ်တိုင်ခံစားခဲ့ဖို့ရဲထူးဖြစ်ပြန်ပါလေ။မကြသည်ပူပူနွေ့နွေ့ပင်ရှိသေးတယ်။ပြီးခဲ့သောဇာတာပတိနေနေလေကန်တခုနိုင်တမင်ကြီးနေတာအလက်ကောင်တို့ចောင်းသွားနေကြစဉ်မမမြများသည် အငယ်မလေးကိုချော်တဲ့ရင် သူမပါအိပ်ပြောသွားတယ်။မမမသည်အိမ်မက်ထဲမှလူလူအပြစ်မလူလူသူမရဲ့ဘေးနိုင်လူတရာမှတ်တဲ့ရဲ့၍စောင့်ကြည့်နေသည်ဟုခံစားလိုက်ရတယ်။သူမသည်ရေတဲရောက်နေတဲ့သူကဲ့သို့ အမြင်အာရုံကြီးဝါတတာဖြစ်နေတယ်။အရာအလုံးကိုတိတ်ခွဲစွာမမြင်ရသေး။သို့တော်သူလူသည်ယောက်ျားကြီးသူဖြစ်ကြောင်းသူမအနည်းသူတိုးကက်လာ၍တည်လိုက်ရလိမ့်တယ်။ညနာကဖြုတ်ဖက်ပြေရောဖုတ်ခွေးစီ စပယ်ရှိတွေကဖွာလန်ကျဲနေတယ်။ရှင်လျာတော့ထိုဆန်ဆာချိုကထိုလူကြီးဤမျက်နာပေါ်တွဲ့တွဲ့ကြားရရရှိတယ်။တို့မမြင်လိုက်ရတော့ထိုသူဤမျက်စံတွေကအပြိုတက်တက်အနက်တဆမမပါမျက်နာပုံမပေါ်တော့မျက်နာတခုပြတ်တယ်။မကောင်စွာတကောင်ဖြစ်လိမ့်မယ်ဟုတထေချယုံလိုက်တယ်။တေချာဒီကအသက်40ခန်းထိုလူကြီးဒီတို့မအားဆူဆူရေရေစိုက်ကြည့်နေခြင်းဖြစ်တယ်။ထိုကြီးက ။သူမအာမလူလာဟန်မလျှော်စိတ်ဟန်မုံတီးနေဟန်အပြေးဖြစ်တဲ့သူမကောင်းဆိုအားဒီသူမအာအန်ဒီရဲ့ပြုလိုဟန်ဖြင့်လက်နက်ဖက်ကိုရှေဆန့်တန်၍တူးကပ်လာ၏။ဖွေဆူဆူမျက်နှာကြီးကသူမထံသို့ပြိုလဲငိုက်ဆင်းလာ၏။အရေးတတန်မကွဲပြားသောလက်နက်ဖက်ကသူမရဲ့လေပင်စီသို့တရွေ့ရွေ့ပွတ်တက်လာလိမ့်မည်။လက်နက်ဖက်ဟုဆိုရာတွင်ဘယ်လက်တစ်ဖက်တည်းပုံမှန်ပြပင်းကြံညာလက်တစ်ဖက်တည်းတရောင်စက်မှာ တောင်ကြီးကြီးပြက်နေတော့လက်ပြက်ကြီးဖြစ်တဲ့ထွက်လက်တစ်ဖက်ပြက်ကြီးရဲ့ရေခဲတမျှအေးဆက်တော့ထေတွေက သူမအောင်ပူရင်ထင်းလန့်စီတယ်မြညသည်သူမကိုသူမအတန်လှုပ်နှိုးနေတယ်ပါဇက်ကတဝဝတဝဝဖြစ်အတန်ထွက်နိုင်ရန်ကြိုးစားရှင်းအောင်နေတယ်အတန်ဟာမထွက်လာခြင်းလေကြောင်းဝနိုင်တဲ့ဆိုကပြောက်ွယ်သွားတယ်မမြမြသည်နောက်ဆုံးနေဖြင့်မြတ်စွာဘုရားအာယုံပြွ၍အတန်ပဲရုံးကအတန်ထွက်လိုက်မိတယ် ဖះဖះမကြခင်မြမြအိတ်နေရာမှာနိုးထလာပြီးကရင်ပုံငုတ်တုံထထန်လိုက်နိုင်ပြီဖြစ်တဲ့ဒုက္ခမှအရေးကြီးတယ်သူမကြီးအခန်းထဲမှာလင်းမြစွာထွက်ပြေးသွားလေတယ်ထွက်ပြေးသွားတော့အရေးမဲကြီးရဲ့ကြောပြင်ကိုသူမအသေးချာမြင်တွေ့လိုက်ရတယ်ချက်ချင်းပဲမမြမြကြီးအရေးမဲကြီးထထွားရသူပြေးလိုက်သွားတယ်တို့တော်သူအရေးမဲကြီးကို အခန်းပြန်ဖက်အင်ရှိခံသူရောက်တော့ကလောဘမမြင်တွေ့ရတော့ကြီး အရှိခံတွင် မတည့်ရက်နေရင်မမများတရားတတိယဝင်းညင်းများတလျက်ကြောချန်နေတယ်။ဖះဖះငါမြင်လိုက်ရတဲ့ဟာကြီးဟာဘာကြီးပါလဲ။ဒီအိမ်မှာမကောင်းဆိုးဝါးတွေများရှိနေလား။ညံများကြကြစဉ်စားချိန်မရအခန်းတဲကောင်အငယ်မအိယာကောင်နိုးလာပြီးမမေဟုအော်ခေါ်နေရကြောင်းပြေးသွားလိုက်ရတယ်။ထိုအကြောင်းကိုမမများကကိုကြော့စင်အားပြောပြတဲ့အခါ ကိုကျော်စင်ကပလက်လန်အိမ်လိုဘလူးစီတလို ဖြစ်တာနေလိမ့်မယ်ဟုထင်ကြပေးလေတယ်။မမမြကထိုအကြောင်းကိုဆက်ပြောလို့တော်လေကိုကျော်စင်ကမကြိုက်ဟန်ပြတဲ့ဖြင့်ဆက်မပြောဖြစ်တော့ပြီ။ရက်ခွတ်တကားတလည်းအေးချိုလေးအချောက်ခင်ရမှမမမြမျက်တွေ့ခဲ့ရသည်မှာအိမ်မက်မဟုတ်ကြောင်းထင်ရှားလီတော့ရယ်။ဘာကြောင့်လဲဆိုတော့အေးချိုလေးပြောတဲ့မကောင်စွာပုံတံတန်းနဲ့သူမမြင်ဖို့တော့မကောင်စွာတံတန်းကထပ်တူညီနေဒီမဟုတ်လား။ ကိုကျော်စင်အိမ်ရောက်လင်းရောက်ချင်းဆိုင်ကယ်ကိုဘေးတောက်ထောက်၍ပြာတိပြာယာအိမ်တဲတို့ပြင်ဝင်လာခဲ့တဲ့အိမ်ရှိခန်းကုပြက်ပေါ်တွင်တမင်ကြီးစုတက်ကပလက်လန်လဲလျောင်းနေပြီးတမင်ကြီးအနေတွင် အိမ်နေခြင်းအကျုံနဲ့ဇနီးဖြစ်သူမမျက်များတို့ကိုတွေ့လိုက်ရတဲ့မမျက်များသည် အငယ်မလေးဤတက်ကိုချီးပွေထားတယ်အလက်ကောင်အေးချိုလေးတီဖေးအေးပြန်လာတာမြင်တည်နေကြေးလာပြီးဖတ်ထားတယ် ကိုကျော်စင်ကတမိဤအချင်းဒီကို ကြည့်၍ဘာဘလူစားဖြတ်တာလေးဟုဥစားမေကွန်ထုတ်လိုက်တယ်။မမမြကဖြတ်ကြောင်းကုန်စင်ဒမရေခင်ပုံဖြတ်သူအားရှင်းပြရဲ။ကျမနောက်ပြီးမိဖို့ကြောင့်မညနေစာတွေချက်ပြုတ်နေအောင်သူတို့မောင်နှမသုံးယောက်ကအင်းရှိခမ်းမှာပေါ့။အလက်ကောင်အငယ်မောင်ချင်းပြနေရတဲ့အချိန်မှာဒီနေ့ညနေအဲ့ရမဲ့အထေတွေကျေတီတက်နေတာပေါ့။အဲ့ဒါအငယ်မလေးကအဲ့ထေအင်းကြီးတွေယူဖွားနေတော့ အချိန်မှာနင်တို့နှစ်ယောက်ချန်နယ်သွားစောကြလို့နင်လိုက်ပြီးအင်ရှိခံမှာတယောက်တည်းကြံခဲ့တယ်။မမမြကဖြစ်စဉ်ကိုဆက်၍ပြောပြတယ်။အချိန်မှာစူတက်တီအငယ်နှကောင်ကို ချန်တယ်စင်စော့ခိုင်းလိုက်ပြီးအင်ဂျီရီကိုကျဲတီငုတ်တက်နေတယ်။စူတက်တီသူမဤအလုတ်ကို အာယုံဆူဆိုင်လုံးနေစဉ်သူမအနီမှာလူတယောက်ဖြတ်၍လမ်းလျှောက်သွားသလိုရိတ်ခနဲမြည်အောင်လိုက်တယ်။သူမခေါင်းငုတ်ကျဲတီတက်နေရာမှာခေါင်းငုတ်မော်ကျင်းလိုက်တယ်။စူတက်ကကိုပြက်ပေါ်မှာ ခြေတီတက်နေခြင်းဖြစ်တဲ့သမယရှိတဲ့တဲ့တွင် အကန်တဝဲစတီထိုင်ခုံလေးလုံးရှိတဖက်တစ်ချက်စီမှာထိုင်ခုံနှလုံးစီချထားပြီးအလေတွင်တက်တာရေတောက်ဆဝဲငယ်ရှိတယ်။ဤတက်အားကြောပီးထားသောစတီထိုင်ခုံတစ်လုံး၌လူတယောက်ကြောပီးထိုင်နေဒီကိုမြင်တွင်လိုက်ရ၍အံ့ဩသွားမိတယ်။ကြောပီးထားသောလူကြီးသည်တုတ်တုတ်များမလုံးကြောင်ရုပ်တဖဲမလုံးမရှက်ကြီးထိုင်နေခြင်းဖြစ်တဲ့ စွတ်တဆန်းစောင်းမြောင်ထူလူကြီးဒီဘယ်ချိန်ကများရောက်နေပါလိမ့်ပေါ့အပြင်ဖက်တွင်လေအငယ်နှကောင်ဆော့ကစားနေတန်းကြားနေရတယ်ထူကလေးနှစ်ယောက်ဒီခြံသေးကိုဧည့်သည်ဝင်လာပါကမမေဧည့်သည်ဟုအော်ခေါ်လိုက်မိဖြစ်တယ်စွတ်တဇဝေစွာဖြတ်သွားတယ်စွတ်တကျဲဒီတက်လက်စာအင်ဂျီကို အသာချထားလိုက်ပြီး မတ်တပ်ထားရလိုက်တယ်ဧည့်သည်များလာဟုတွေးမိ၍ဘယ်သူနဲ့တွေးချင်လို့ပါလဲရှင် ကြောပြေထားသူသည်သူမ၏မိကုံကိုအေးမဆိုင်ချေသူဖြင့်ဆုတတ်သည်သူလူ၏အနီသို့သိုးကက်ကထက်မဲ၍မေးလိုက်ရင်ငုတ်ချလိုက်တယ်။ဦးလီဘတော်နဲ့တွေ့တွေ့ဆုတတ်ကငုတ်ချထိုင်ခုံမှထိုင်နေသောလက်တဖက်တထောင်စင်မှတုံးတိပြက်နေသော လူကြီး၏မျက်နှာဖွေးဆုပ်ဆုပ်ကြီးသည်မော်ရွယ်လာတယ်။ကြောင်မဲ့ဖွေရာကောင်းလာသောထုံမျက်နှာဖွေးဆုပ်ဆုပ်ကြီးကိုယုတ်ချမြင်လိုက်ရတဲ့ဆုတတ်သည် ထင်းနှံစွာအနောက်တို့ဆုတ်လိုက်ရင်အော်ရှင်လိုက်မိတယ်။အမလီဘိုင်းလေလာပါဦးမိတ်။စွတဲ့ရဲ့အော်တန်ကြောင့်ပဲလာမသိထိုင်နေသောလူကြီးရုပ်ခန္ဓာတည်ချက်ချင်းပင်မင်းလောင်ပြားကြသောငွေဆက်ကိုစားကုန်လေးပြင်းမှုတ်လိုက်တကယ်သူတစားစင်လွင့်ပါပျောက်ကွယ်သွားလိမ့်တယ်။နောက်ပြီးမိဖို့ကြောင့်မှချက်ပြုတ်နေသောမမများသည်တမိဤအတန်အကြောင်းအမြန်ပြေထွက်လာ၏။အေဂန်ထေမှာ တမင်းပြတ်သူဆိုတတ်တဲ့ပါဇက်အဟောင်းတောင်မျက်လုံးပြိုးကြောင်ကြောင်ဖြင့်အလွန်ထိန်လန့်ကြောင်ရွံ့နေသောပုံတရံကိုမြင်တွေ့လိုက်ရသည်။မမများများသည်တမင်းထံအပြေးသွား၍ပွေဖက်ကတမင်းတမင်းဘာဖြစ်တာလဲဆိုတတ်ကစကားပင်မစုံနိုင် ထိုင်ခုံကိုသာလက်ညှိုးချိုးပြ၍ခွေခောက်ကပုံလျက်သာလဲကျသွားလေတော့တယ်။ဘာဖြစ်မှန်းမသိရတာကြောင့်မမများများခမအိမ်နေခြင်းအချို့ကို အော်ဟစ်ခေါ်ယူ၍အကူအညီတောင်းရသည်။ အိမ်ကြီးချင်းများရဲ့အကူအညီဖြင့်စူတက်ကိုအိမ်ရှိခံကောင်းကိုပြက်ပေါ်သို့ရွှေ့ပြောင်းတရိယအောင်လုပ်ရတယ်။တရိယလာသောစူတက်ကအကြောင်းမပြေရှာကြောင်ကြံနဲ့အော်ဟစ်နေသေးတယ်။အိမ်ကြီးချင်းအတော်တရားကသမိုင်းရဲ့အိမ်မှာပရိယီကိုယူလာပြီးအကန်တဲကိုလည်းလက်ဖြင့်အနံတောက်ပေးသလိုထင်လန့်နေသောစူတက်ရဲ့ခေါင်းပေါ်ကိုလည်းစုပ်ပြီးပကံလုံးတဲ့အနှင်းငယ်ထဲ၍လဲတိုက်တယ် ထိုခါမှစွတ်တက်တဲ့အတန်ငယ်ငြိမ်သက်သွားတယ်။အမေနဲ့အိမ်နီနာချင်းလူကြီးတို့မှများကုန်မြင်ရ၍သူမကိုယ်သူမှလုံခြုံစိတ်ချရပြီဟုသဘောပိုက်လိုက်ဟန်ကြတယ်။မမမြအင်းလက်အားစွတ်တက်ကဖင်ညာဆုပ်ခိုင်း၍သူမမြင်တွေ့ခဲ့ရသည်ကိုပျော်ပြားလေတယ်။မမမြသည်တမင်းကြီးစွတ်တက်ပြောသည်များကိုနားထောင်၍အချင်းချင်းအံ့ဩနေရတော့တယ်။အရင်အရင်ကနေသွားတဲ့အင်ရှင်တွေကဘာသာချလင်းများပဲ။သူတို့က ဗုဒ္ဓဘာသာတော့မဟုတ်ကြဘူး။ဒါပေမဲ့အင်းကြီးချင်းတွေနဲ့အဆင်ပြေကြပါရဲ့။အတော်တို့အင်ကိုသူတို့ဘာသာရေးနေတွေဆိုရင် တကူတကောင်မဟုတ်ချူတွေလာပြီးတဲ့တည်းယောက်ျားတပေးလှော်ဝိုင်းတန်ဆင်းစကိုလေးနောက်ပြေးမှတည်ထားတယ်။သူကလက်တမအလိုတက်ကြန်လီတော့ပရိဘောကလုံရောင်းနေလေ။တရက်သားကြတော့နောက်ပြေးတန်ဆင်းစလေးတဲကလာကြပါအောင် ခဲကြပါအောင်။အော်တဲ့အကျဲကြီးကြလို့အတော်တို့တွေသွားကြည့်တဲ့အခါအင်ရှင်ယောက်ျားဖြစ်သူရဲ့လက်တပဲကော ပြန်ကျိဆက်လွှားဝိုင်းတဲ့ပါသွားပြီးကြာကြနေရတွေ့လိုက်ရတယ်။အိုးမြေမကောင်းပါဘူး။တွေ့ရည်ဆိုတာအဲ့ဒီပြန်ကျိဆက်တွိုင်းပြန်ပတ်ထားသလိုပဲလက်ပြက်ကြီးကလည်းစက်ကုန်ပြီးမှအတိုင်းတားကြီးတွေးတွေကယူစီကြနေတော့ဒါနဲ့လက်ကိုအဝတ်စီပြီးစီးဝင်ပို့လိုက်ကြတယ်။အော်စက်သေးပါသွားတာကညာလက်အေးရဲ့သွားညာတန်းဆိုတော့စင်းဝါစင်းရင်တော့ဒီပရိဘောကအလုပ်ကိုဆက်လုပ်နိုင်မယ်မထင်ပါဘူး။ဒီလိုနဲ့ နောက်တစ်နေ့လောက်ကျတော့သူတို့လင်များမကြခနာစကားများကြတယ်။ယောက်ျားကလက်တဖက်မရှိတော့အရင်လိုအလုံးမကောင်းတော့အဲ့တော့မိမအပြန်ထွက်အလုံးလုံးရပြီလေ။အိမ်ဝဲစားဆိုလား။မြေဝဲစားဆိုလားပဲ။အတိုးချိုးပြောရင်ယောက်ျားတဝန်တူလာပုံရတယ်။တိရတိုင်းမဲ့လေ။ဝဲစားဆိုတာကလေလူထင်ကြီးအောင်တတပတလေးဝေးရချော့ချော့လေးလမ်းထွက်ရမဟုတ်လား။အဲ့ဒါကိုယောက်ျားမကြိုက်ရှာတော့ချင်ပါရဲ့။ ။ယောက်ျားဖြစ်သူအားမကြာခဏရံလို့နေတော့မိမလည်းအရွယ်တိုက်လာတယ်ထင်ပါရဲ့။အိမ်တိတ်မကတ်တော့အလုပ်ကိုအကြောင်းပြပြီးအပြင်းမဲထွက်နေတယ်။တိတ်မကြောက်အောင်။တနေ့မှမိမရှေ့သမျှလက်ဝက်လက်စားတွေအကုန်ယူပြီးအိမ်ကနေတိတ်တခုဆင်းချသွားတယ်။တချို့ကတော့လင်ငယ်နဲ့လိုက်ပြေးတယ်ပြောကြတာပဲ။အဲဒီနောက်ယောက်ျားလို့သူအားထပ်သွားတဲ့မိမကိုစိတ်နာပြီးနေညာမပြတ်အရက်တွေပဲနင်းကန်တော့တော့အဲဒီအရက်တန်နေပဲဆုံးပါသွားရှာတယ်ကွ။ယောက်ျားဆုံးသွားတော့မှပဲ ိုမိမပြန်အောင်လာရင်လေအိမ်ထဲမြို့လေသူပဲစီမံရောင်းချပြီးအကုန်ယူသွားတာယောက်ျားအတွက်တောင်ကုသိုလ်ကောင်းမှုလေးလုံမသွားပါဘူးကွယ်အတော်ပြတ်သားရကားလားအိမ်ကြီးချင်းအတော်ညွန်ကားစွန်စီနဖာတမတိတဲ့မြောက်ကိုမချွမ်းမချမ်းပြောနေခြင်းဖြစ်တဲ့တွလင်းများသောဤအိမ်လေးကို ရောက်လာသူများမှလည်းနှစ်ဝက်ကြာအောင်ပင်မနေနိုင်ကြအိမ်ကိုလျှော့စီပြတ်ထားရောင်းချ၍ထပ်သွားကြသည်ကြီးတော်ဟုတော်ညွန်ကားဆက်၍ပြောပြရင် တော်ညိုကပြန်ခါနေတွင်မမျက်မျက်အားလက်တို့ခေါ်ပြီးသူတို့ဘာသာမှာအယူသမျိုးရှိတဲ့မြမြရဲ့အဲ့ဒါကတည်သွားရင်အင်္ဂါဆုံးအောင်တကြွရတဲ့ဒါမှနောင်ဘဝကူကောင်းနေဆိုရင်အင်ရှင်ယောက်ျားတက်ဆက်တယ်လက်ပါသွားဖို့ရလေယောက်ျားလို့သူဟာအဲ့လက်ပြအယူကို အင်ပြန်ယူရဲဆိုတာလားဘာလားအင်ဒီတော့တိတ်တက်တက်ကြောက်ဖို့ရယောက်ျားလို့သူဟာအဲ့လက်ပြအယူကို အင်ပြန်ယူလာရဲဆိုလားဘာလားအန်တီရောခက်တဲ့တဲ့ကြားဖို့ရယ် ဒါပေမဲ့သူတီတော့အဲ့လက်ပြအယူတကြွတဲ့အထဲပါသွားရလို့အန်တီမတင်ဘူးမြင်လည်းမမြင်လိုက်ဘူးခွဲ့အကူညီတို့အိမ်တစီ၆တည်းဆိုတာအဲ့ဒါများလားလို့ပါရှင်မြမြမြရဲ့ပါဇက်ကဝါလုံးတလုံးလိုဟထွားလေတယ်တော်ညွလည်းသူ ပြောလို့ရကိုပြောပြီးသူမအိမ်ဘက်သို့ခတ်တုတ်တုတ်လေးကိုသွားလေတယ်မမြမြသာအတွေ့ပေါင်းဆုံးတွင်ကျော်ရဲကစိတ်နေအောင်ကြောင်းလန့်လာသည်ဖြင့်အင်ရှိတကားကိုပိန်၍အခန့်တဲသူ မပြင်းရုံတမဲခန့်လွလောလေးပြင်းဝင်လာခဲ့လေတော့တယ်။လာပြင်းနေတရက်တွင်ကိုကျော်စင်တီပုံနှိပ်တိုက်ကိုမတော်ပဲအနားယူလိုက်ပြီးဇနေဖြစ်သူမောင်မြမြနဲ့အတူတအိမ်လုံးကိုနေရာလက်မကျန်ရှာဖွေရင်းစင်းတော်လေးတယ်။သူတို့ပထမဆုံးစတင်ရှာဖွေတီကနောက်ဖေးကတေဟောင်ကြီးတဲကိုဖြတ်တဲ့သူတေဟောင်ကြီးတီရက်ခင်ကတစ်ဆက်လေးဖြစ်ပြီးရက်ခုခါပြည့်စည်ဟောင်းများထားသူရာစတိုကန်တပွဲဖြစ်နေတယ်။ တို့လင်များတို့သည်စတိုခန်တဲကပစ္စည်းများကိုတခုတ်ချံထုံ၍ရှောက်ပြပါတော့လေလက်ပြတ်အယူကိုရှောင်တွေ့ကြကြေလက်မယာနေရာပစ္စည်းပုံတွေအကြမ်းမှာခြေပြက်လက်ပြက်ထိုင်ရင်အမောဖြစ်နေကြရီတို့ပင်မဲ့ပြန့်ကျဲနေသောပစ္စည်းများကိုကြည့်ခေါင်းပြန်စီထဲရမိကို တွေ့၍အမောမပြေနိုင်မောင်မြများသည်ပစ္စည်းပုံကြီးကိုတဲတဲပြန်ထဲရမိကိုတွေ့ရင်ဘာဆက်ဆက်၍တွေ့မိသွားတယ်မသိချင်ယုတ်တရမတက်ထိုင်လိုက်ပြီး အကိုကျမစဉ်းစားလို့ရပြီကိုကျော်စင်အားသူ့မိန်းမကို မော့ချင်လိုက်ပြီဟေးဘာစဉ်းစားလို့ရလဲမမမြကပြုံးရှင်စွာဖြင့်ဒီလိုအကိုရဲ့ကျမတို့မိသားစုကိုခြောက်လန့်နေတဲ့တစီဟာအိမ်ရှိခံမှာအမြဲပျောက်သွားလေရှိတယ်လေအများဆုံး၆တာကလေအရင်အိမ်ရှိခံပဲမဟုတ်လားတစီဟာသူဆွဲလန့်နေတဲ့လက်ပြအယူကိုအိမ်ရှိခံမှာမြောက်ဖတ်ထားခဲ့သလားလို့ကျမတန်တရားဝင်လာမင်းလို့ပါကိုကျော်စင်ကသူမျက်လုံးတည်း အင်းရွှေခံကိုပုံဖော်ခြင်းအင်းရွှေခံရဲ့ညာဘက်တွင်မြမြရဲ့ဆက်ချုပ်ခုံနဲ့ရေခဲတစ်သားရှိပြီးဘဲဘဲအကြံတွင် အနံလေးပြီးအလျားခွနပေးရှိသော ကိုပြာနှိတ်လေးတကူပြီးတော့ဧည့်သည်များထိုင်ရင်ထိုင်ခုံလေးလုံးနဲ့စပွဲပုတစ်လုံးတာပေးရှိ၏လက်ပြယိုးကိုဘယ်နေရာမှာဖွင့်မင်းနေသူမစင်စားတပီးမမြမြကသူမစင်စားလို့ရသည်ကိုပြောပြရဲကိုပြည့်ဟာကျမတို့ ဒီအိမ်ရောက်မှ အတိရိုက်တာလေးကိုရဲ့အဲဒီကိုပြေအောင်မများတခုခုရှိနေမလားပဲကိုပြေကိုမပြီးအောက်ကကျမ်းပြင်ကိုအတိအချာကြည့်ကြအောင်လားကိုကျော်စင်လေးသူ့မိမပြောသလိုတန်တရားရှင်သွားအောင်ကိုပြေကိုရွှေကြည့်ရန်တဘောတူလိုက်တဲ့သူပြေသူတို့လင်များနေရတဲ့ကိုပြေကိုမရန်မလွယ်ကိုတဲ့ပြင်လမ်းတဲရစိုက်ကားစရာအတိအနေရောက်ကိုအကူညီတောင်း၍ကိုပြေကိုမရွှေကြရင်ကိုပြေကိုနေရချပြီးနောက်ကျမ်းပြင်ကိုကြည့်တဲ့အခါ ကျန်းကျန်းတနည်းအားတွင် အသားပြားကိုအန်ထိုးသဖြင့်ခင်ထသောလေတောက်အကွက်တစ်ခုကိုတွေ့ရသည်။အန်ဒီညို့ပြောသလိုပင် အရင်အိမ်ရှင်သည်လက်တမောပညာတတ်ကျွမ်းသူဆိုသောတေတာပြင်ကိုမထင်မရှားအဝက်လောက်သွားနိုင်ခြင်းဖြစ်လိမ့်မယ်။ဂျိုအန်ဝက်ပြင်ကိုဖေရှားလိုက်တဲ့အခါအဝက်စားဖြင့်ကြကြနနဖတ်ထုတ်ထားသောရွှေမြောမြောအထုတ်တထုတ်ကိုတွေ့ရသည်။ အဝါစာကိုစိတ်ရှည်လက်ရှည်တပတ်ချင်းဖြီလိုက်တဲ့အခါအထဲမှာပလတ်စတစ်ဖြင့်အလုံးပိတ်ထားသောလူလက်ချောင်းလေးများပါလက်ပြန်ရိုးတစ်ချောင်းကိုတွေ့လိုက်ရကြတယ်။မြမြသည်ကိုကျော်စင်ကိုလှမ်းကြည့်လိုက်တဲ့ကိုကျော်စင်ကမမြမြရဲ့အခြေကို နားလေသဘောပေါက်လေတဲ့သူတို့မိသားစုကိုအကြီးကျယ်အနှောက်အယှက်ပေးနေသောတစေရဲ့အစေဒီထိုလက်ပြန်အယူစုကို တီမီနီဒီမှာတည်ချနေပြီမဟုတ်လားထိုခါအပြင်မှာ လေမတိုက်ပဲပရင်တကားရွက်တို့သည်တပြောင်းပြောင်းနဲ့ရိုက်ခတ်ပြရဲထို့ပြင်သူတို့လည်းများနဲ့လာ၍ကုညေသောစိုက်ကားဆရာတို့အကြားလူတယောက်အတင်းသွေးဝင်သွားသလိုလှလှခက်ခက်လှောက်ရှာမှုတခုဖြတ်ခနဲခံစားလိုက်ရကြရဲအိမ်နောက်ပဲတန်တဲ့ပစ္စည်းအချို့လေးလေပြူတဲ့ရိုက်ခတ်တယ်များထွက်ပေါ်လာရဲစိုက်ကားဆရာနှုတ်ဦးမှာအဖြစ်ဆန်းကြအော်အော်ထင်လန့်သားကြရဲကိုကျော်စင်အသက်ပြင်ကိုလေးလံစွာခြားလိုက်တဲ့ ထိုလက်ပြကိုရခိုင်နေထိုင်တော်သောအင်းရှင်ဟောင်ရဲ့ဘာသာရေးထုံးစံအတိုင်းတကြူပေးရန်နဲ့၎င်းတို့ဘာသာအတိုင်းကုတုတခုပြုလုပ်ရန်ဆုံးဖြတ်လိုက်တယ်။ကိုကျော်စင်ရဲ့မောင်မြမြတို့နေထိုင်တဲ့နှစ်ထပ်ပြင်ထောင်အင်းလီဒီယခုခါအွေချမ်းသားရနေပြီဖြစ်တယ်။လက်ပြအယူစုကို၎င်းတို့ဘာသာရေးထုံးစံအတိုင်းတကြိုပေးပြီးကုတူခေါမှုလေးရည်စုလုပ်ကမ်းပြလိုက်ကြတယ်။ဒါအပြင်ကိုကျော်စင်ရဲ့တတိယ ပစံထုတ်ပေး၍ထိုအိမ်လေးတွင်တန်ဃာတော်များပင်ဖိတ်၍စွန်းတန်ခမ်းတို့ကလူကပရိတရားတော်များရွတ်ဖက်တရစေခြင်းမြေတပ်မင်္ဂလာများဆောင်ရွက်ခြင်းအစရဲလောကီအရေးရာများကိုပုံစံအောင်ပြုလုပ်လိုက်ကြတယ်။တထေအခွင့်တော်ရေးစတိုခန်တပွဲပြုလုပ်ထားသောစက်တရကြီးကိုလည်းဖြိုပြလိုက်ပြီးဖြစ်တယ်။ယင်းနေရာတွင်ကွက်လက်တစ်ခုအပြတ်သားထားရှိလိုက်တယ်။ယခုအခါမမျက်များနဲ့တာမိများသည့် တဆီဤအနောက်ရှက်ပေးခြင်းကိုမခင်ရတော့ချေလူလက်အေးချမ်းစွာ နေထိုင်နိုင်ပြီဖြစ်လေတော့တယ်ဇလန်လေးကတော့တင်မာတင်ပြီးဆုံးလို့သွားခဲ့ပါပြီနာဆင်သူသူတို့တယောက်ချင်းစီတိုင်းကိုအချိုးပင်ကျေးဇူးတင်ရှိပါတယ်ရှင်